ားလုံးမဲ့မင်္ဂလာပါညောရှန်ဒီမှာပြန်လဲကျေစုလိုက်ပါတယ်ဒီကနေ့အော်တိုဗာ၈ရက်နေ့ဒီကနေ့မှာကျွန်တော်မိသားစုဝင်ကိုတင်ပြပေးမယ့်အကြောင်းအရာတွေတဲကအာနာသိန်းကောင်းဆောင်မင်းအောင်လိုင်ပေးရဲ့ချီးမြှင့်ထားတဲ့ဝန်တာနုရခိတဘွဲ့ရရှိထားတဲ့မြောက်ရီမြို့နယ်အမှတ်9ရပ်ကွက်အုတ်ချုပ်ရေမှူးစိုင်းမြို့ညွန့်ဆိုတဲ့ကောင်ကအသက်14နှစ်အပါအဝင်เจ้าหนู73อู้ကို နှစ်နဲ့ချီပြီးတော့မတိန်ကျင့်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ဖော်ထုတ်တင်ပြပေးမှဖြစ်ပါတယ်။မြောက်လိုင်းနဲ့ပတ်သက်သူမှန်များကတော့မရင်းတော့လူတက်ကောင်ပြမေးဆွဲတခိုးကြပိုးတွေပါပဲ။ဒါကတော့ကျွန်တော်ရဲ့မိသားစုအနေသိရှိပြီးဖြစ်ပါတယ်။ဟုတ်ပြီ။ပညာမတတ်တဲ့ရက်ကွက်ကောင်တွေပြောချင်တာကတော့ဒေါ်လာရက်ကွက်ကောင်တွေဆိုတော့လေကျွန်တော်ရဲ့မိသားစု နောက်ထပ်တင်ပြပေးခြင်းတဲ့အကြောင်းအရာကမမော်မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ပြီးဝါရဖြတ်ပြီးတော့အရာရှိဝန်ထမ်းတွေနဲ့မိသားစုဝင်တွေကိုအကြမ်းဖက်အာဏာယူကောင်တွေကလွှတ်လိုက်ပါတယ်ဆိုတော့မြို့ကိုသိမ်းပြီးမြို့ကိုသိမ်းပိုက်ပြီးပြီးထိတ်ချုပ်ပြီးပြီးဆိုပြီးတော့ဝါရဖြတ်ပြီးတော့လွှတ်လိုက်တဲ့အခါကျမှသူလွှတ်လိုက်တဲ့လူတွေအကုန်လုံးတိုက်ပွဲတွေကြားထဲမှာခွေးပြီးဝပြေးထွက်ပြေးအခုသတင်းပြောနေတဲ့အချိန်ထိပျောက်ဆုံးနေတဲ့အကြောင်းတွေကို ကျွန်တော်တင်ပြပေးပါမယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကို delivery စာဖိတ်ခေါ်လိုက်ပါတယ်။ပထမဦးစွာခွာကြော်သွားတဲ့ကျွန်တော်မြန်မာပြည်အတွင်းထဲကသတင်းကျွလပ်ပညာအကြောင်းကိုနေတဲ့အနေနဲ့တင်ပြပေးချင်ပါတယ်။အကြံဖက်စခရစ်တက်ဟာတကယ့်ကို yes ဆက်ဆက်ပဲကျွန်တော်တို့ချောင်းသတင်းကျဘုံကျဲမှုတွင်ဟာဟာမရဲ့အော်တိုဘာ9ရက်နေ့အကြံဖတ်မှုနဲ့ တိုက်ဆိုင်နေသလိုမျိုးပြီးတော့ဒါကိုပြန်ပြောင်းပြီးတော့သတိရမိတယ်လို့ The Sun သတင်းစာကဖော်ပြခဲ့ပါတယ်ဒီကနေ့မှာဒါပေါ်တော့ကျွန်တော်တို့ဒီရတပ်ပြည်သူတွေကလင်းငယ်တွေရဲဆက်ဆက်တပြက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကမ္ဘာတဝန်းလုံးမှာရှိတဲ့သတင်းမီဒီယာတွေအများပြားဟာတပြိုင်တည်းဖော်ပြခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်အော်တိုဘာ6ရက်နေ့ဒီလိုလာပြည်နေ့ညမှာစကိုင်းတိုင်းချောင်းမြို့ကကျွန်တော်တို့အများပြည်သူဘာသာရေးမိထုံပွဲ ချင်းမရင်စူဝေးနေတဲ့အချိန်မှာဂျပန်စစ်ခွစ်တက်ကနေပြီးတော့ဘော်ဂိုက်တာတွေနဲ့ပြင်းထန်တဲ့ဘုံနှလုံးကျချခဲ့တာကြောင့်ကလင်းငယ်အပါဝင်အနည်းဆုံးအလျောက်40ကျော်တိဆုံးခဲ့တယ်တဲ့အဲ့ဒီတိဆုံးမှုပါတဲ့ဟာမတ်ဟာအော်တိုဗာ9ရက်နေ့လူသက်ပွဲကိုပြန်ပြီးတော့ပဲ့တင်ထက်စီတယ်ပြန်ပြီးတော့မြင်ရောင်မိတယ်လို့ဘီတိန်က the sandrin စာကအော်တိုဗာ10ရက်နေ့မွန်လယ်ပိုင်းမှာတင်ပြခဲ့တာဖြစ်ပါတယ်ကဘာကြီးရဲ့ အကြမ်းဖက်လူတက်မှုတွေနဲ့ထတ်တူပုံစံမျိုးဖြစ်နေတယ်ဆိုတာပေါ့သစံသတင်းစာကပေါ်ပြတာကျွန်တော်တို့ပြောနေတယ်ဘုပ္ပချက်ကောက်ကကောင်းနေမင်း online နဲ့အပေါင်းပါအုပ်စုဂရိအချိန်ကြီးအဲ့ဒီကောင်တွေနားကောက်နေစေရှင်းမအပေါက်တွေအကုန်လုံးကလဲပဲသူတို့ကဘောငုံငင်းနဲ့အပေါက်စုတ်ခံတာရတော့ဘာမှမသိဘူးအခုကဘာကြီးကပြောလာတယ် ဟာမတ်တွေအချမ်းဖတ်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ထပ်တူကြနေတာမနေ့ကကျွန်တော်တင်ပြခဲ့တယ်ကျွန်တော်တင်ပြမှုတော့မလုံလောက်ဘူးကျွန်တော်ရင်မိသားစုဝင်တယ်တကယ့်ကိုအာထိခိုက်မှုတွေရကျွန်တော်တို့ရုပ်သံဗီဒီယိုမှတ်တမ်းတွေကိုပြန်မကြည့်ကျင်လောက်အောင်နာကျင်ရပါတယ်ဟုတ်ပြီနောက်23ခုနှစ်အောက်တိုဘာ9ရက်နေ့မှာဟာမတ်တို့က S3 29ကားရီနဲ့ထုံကြီးကောင်းမဲ့ ကျွန်တော်တို့ပါရာမိုတာတွေပါရာကရိုက်တာစသည်အဖြစ်ဓာတ်တွေနဲ့လူဖာဂီတာဖြော်ပြပွဲအတွင်းဝင်ရောက်ပြီးတော့မြင်မြင်သမျှပြစ်တက်ခဲ့ကြတယ်။ So အဲ့ဒီတင်းအော်ထွက်လာတဲ့အချိန်မှာကျွန်တော်ကိုနိုင်လဲရုပ်သံဗီဒီယိုတွေမှာဒါနိုင်ငံတကာသတင်းအနေနဲ့ဖော်ပြလာတယ်ကိုကျွန်တော်လည်းကြည့်လိုက်ရတယ်။တကယ်ကိုဟင်းလင်းပြတကယ်ကိုင်းပြကြည့်တယ်မှာရှိုးပွဲလုပ်နေတဲ့အချိန်ထဲမှာဗျာအလွတ်ကြီးဝင်ပြစ်တာ။ဘသူကဘာမှညာမှဘာမှမဟုတ်ဘူးတွေ့လို့အကုန်ပြစ်တက်တာ။ပြီးတော့ဇာကန်တွေလည်းဖမ်းဆီးခဲ့ပါလေဟုတ်ပါတယ်။ မိပြင်သမားပြသက်ခဲ့တဲ့အကြံဖတ်မှုကြောင့်ねလူပေါင်းထောင်ကျော်ဒေဆုံးပြီးတော့250ပြန်ပြီးဆွဲခံရတဲ့ဖြစ်စဉ်ဒီဖြစ်စဉ်ကိုကျွန်တော်တို့လက်ရှိမင်းအောင်ခလိုင်ကကျွန်တော်တို့မြန်မာနိုင်ငံတွင်းထဲမှာဒလိရိုးရာထုံးလန်းအစင်လာရကျင်းပနေတဲ့ဒရင်ကျွတ်လာပြညစီပီထုံးနေတဲ့အချိန်မှာကျွန်တော်ရတပီသူအပေါ်ရဲရဲဆက်ဆက်ပါမိုတာနဲ့ဘုံကျဲတက်ဖြတ်တဲ့ဖြစ်စဉ်နဲ့အထက်ထဲနှိုင်းရှင်ဖော်ပြခံရတာဖြစ်ပါတယ် မြန်မာနိုင်ငံကတော့ကမ္ဘာမှာနာမည်ကြီးပါတယ်။ဘာနဲ့နာမည်ကြီးတာလဲ။လူမျိုးတို့တပြတ်မှုတွေပြီးတော့ချမ်းဖတ်တပြတ်မှုမြောက်များစွာနာမည်ကြီးပြီးတာပါ။လက်ရှိကျွန်တော်တို့နိုင်ငံရဲ့တမာကြီးကိုအတရားမှဖန်ဆီးထားတဲ့ကိစ္စတွေပြီးတော့ကျွန်တော်တို့လူလူကောင်းဆောင်ဒေါအောင်ဆန်းစွတ်ကြည်အခုအသက်80ကျော်တဲ့အချိန်ထိအဆက်မဲ့စွာဖန်ဆီးထားတဲ့ ိစ္ဆာတွေနဲ့ပတ်သက်ပြီးတော့ကဘာကြီးတာအခုရက်ပိုင်းတွေမှာတော်တော်လေးကိုကြကြပြပြအတန်တွေထွက်နေတယ်။ဒါဒေါန်ဆန်စစ်ကြီးရဲ့တားဖြစ်တဲ့ခင်ကလည်းပဲပေါ့နော်လက်ရှိနိုင်ငံတကာမှာလည်းပဲဒါသူ့အမေဒါအသက်အရွယ်နဲ့ပေါ့နော်ဒါမလိုက်ဖက်စွာ ပြီးတော့ဒါဖန်စီထားတဲ့အချိန်နေပြီးတော့ကျွန်တော်တို့အယောဘာမျိုးစုံနေခန်းစားနေရတဲ့အချိန်မှာစေကုသမှုလုံလောက်မှုမရှိတဲ့အချိန်တွေမှာကျွန်တော်ကမ္ဘာနိုင်ငံအသီးသီးကိုလည်းပဲအကူအညီတောင်းနေတာတွေကျွန်တော်တို့တွေ့နေရပါတယ် ဟုတ်ပြီအလိုမှာခုနှစ်ရက်နေနှစ်ပြည့်ရန်တညတာလိုတဲ့အချိန်မှာချောင်းမြုံနယ်မှာရှိတယ်ကျွန်တော်တို့တရင်ကျုံမိထုံပွဲတော်ကိုအကြမ်းဖက်စစ်တပ်ကနေပြီးတော့ပါမိုတာတွေနဲ့ရဲအဆက်ဆက်ဘုံကျဲခဲ့ခြင်းဖြစ်စဉ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပြည်တွင်ကသစံတရင်စာကဖော်ပြခဲ့တာဖြစ်ပါတယ်အခုကျွန်တော်တင်ပြနေတာကဒါနိုင်ငံတကာသတင်းဌာနတွေအထီကို အလက်ရှိပေါ့နော်ဒီလူစုလိုက်ပြောလိုက်တက်ဖြတ်ခဲ့တဲ့မင်းအောင်လှရဲ့စစ်ရာဇဝတ်မှုရောက်သွားပြီဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြနေခြင်းဖြစ်ပါတယ်ဒီပြစ်စင်ကလည်းပဲကျွန်တော်အနည်းဆုံးလူ40ကျော်သေဆုံးပြီးတော့80ကျော်ဒဏ်ရာရရှိခဲ့တယ်ကလေးငယ်တွေရဲ့အလောင်းတွေဟာကောက်လို့မရအောင်ကိုတစားစီအစိတ်စိတ်မှမှဖြစ်နေတယ်ဆိုတာလည်းကျွန်တော်ရဲ့မိသားစုအနေနဲ့တွေ့ရှိပြီးဖြစ်တယ်ခနေ့ကျွန်တော်တို့ဒါပေါ့နော်သေဆုံးသွားတဲ့ death body အပိုင်းစတွေကိုကောက်ပြီးတော့ဒါတင်းချို့ဖို့ ါစီစဉ်နေတာတွေရှိတယ်ဒုဗိမဲ့မမိတဲ့အတွက်ဘသူဟာဘလို့အလောင်းဘသူဟာဘသူတာသမီလက်ဆိုတာကိုခံမရခက်နေတဲ့ဆိုတဲ့အကြောင်းတွေမှာလက်ရှိမြေပြင်အခြေအနေဒီအရှိမကဆိုပါလေကျွန်တော်တို့ဒီဒရင်နဲ့ပတ်သက်ပြီးတော့မနေရတယ်ပေါ့နော်ကျွန်တော်ကာကွယ်ရမယ့်ကိစ္စတွေပြီးတော့ဒါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့သတိပြုစင်ချင်ရမယ့်ကိစ္စတွေကျွန်တော်ပေါ့နော်ဒါရဲဘော်လူငယ်တယောက်အမြင်နဲ့ကျွန်တော်ဖော်ပြခဲ့တာရှိတယ် ပြီးတော့အဲ့ဒီမှာလည်းပဲကျွန်တော်တို့ဒါအခြားတိုင်းတစ်ဖွဲ့ပေါ့နော်အဲ့ဒီမှာကျွန်တော်နေမီကန်ကာဝေးတစ်ဖွဲ့ဝင်တွေကလည်းဒါကိုကျွန်တော်တို့ချက်ချင်းပေါ့နော်သတင်းသိလိုက်တဲ့အချိန်မှာအာသတင်းပို့ဖို့စီစဉ်ခဲ့တာရှိတယ်ပြီးတော့လူလူခွဲဖို့စူးစမ်းခဲ့တာလည်းရှိတယ်လို့တော့ဆိုပါတယ်ဟုတ်ပြီကျွန်တော်တို့နိုင်ငံတကာလူကြီးချမ်းသာ့ခွင့်လူခွင့်ရေး human right ကလည်းမြန်မာပြည်သူတွေ ချက်ချင်းမဖြစ်မနေအကာအဝယ်ပေးရန်လိုအပ်နေပြီဖြစ်ကြောင်းသူတွေသည်ဂျူဖရီးမန်ကနိုင်ငံတကာတိုင်ဝိုင်းမှာကျွန်တော်တို့ဒါလက်ရှိပေါ်တော့မြမပရိပခအရေးကိုမေ့တော့ထားတဲ့အချိန်မှာအကြံဖက်စစ်ခွတ်တက်ကဒီအားနည်းချက်ကိုအာတာချက်ဖြစ်အသုံးပြုပြီးတော့အရေးယူခံရခြင်းမရှိဘဲနဲ့စစ်ရှာဆွေးမှုတွေကိုပျောင်ပျောင်တင်းတင်းပေါ်ပေါ်တိုးပြီးတော့ဆောင်ရွက်ခဲ့ပါတယ်လို့သူတို့ကဝေဖန်ရှုတ်ချထားတာဖြစ်ပါတယ် ျွန်တော်မိသားစုဝင်တွေဒီတရုတ်ရဲ့ကုညီမှုရရှိပြီးနောက်ပိုင်းပြီးတော့ဒီရွေးကောက်ပွဲကျင်းပမယ်လို့သူတို့တွေအကောင့်ထဲပေါနေတဲ့နောက်ပိုင်းတွေမှာကျွန်တော်ရသားပြည်သူတွေဟာနေစဉ်တပ်ဖြတ်ခံရတာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံတွင်းထဲမှာပေါ့နော်လက်ရှိစတန်းတွေအရာလေကြောင်းကနေပြီးတော့ဘုံကျက်တိုက်ခိုက်မှုဟာပိုပိုပြီးတော့များလာတာဖြစ်တယ် 2024အခု2025ဒီကာလတွေတည်းမှာလေကြောင်းတက်ခတ်မှုကပိုပြီးတော့များလာတာဖြစ်တယ်။အဲ့ချက်ပိုပြီးတော့ထိခိုက်ရမယ့်အခြေအနေတွေလည်းရှိဖို့ကျွန်တော်လေ့လာသိရှိတော့လက်ရှိအချိန်မှာအာရယုအောက်စုက လေချောင်းကိုပဲအားပြုတ်ပြီးတော့သူတို့တွေလက်ရှိပေါ့နော်ကျွန်တော်ရသားပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တယ်ပြီးတော့ဒေါ်လာတစ်ဖက်ဝင်တယ်ကိုသူတို့လေချောင်းအားနဲ့ပဲအဓိကသူတို့တွေကဒဟန္တာနိုင်တဲ့အခြေအနေကြောင့်လက်ရှိအချိန်မှာလေချောင်းကနေပြီးတော့ဒီချက်ပို့ပြီးတော့အစာပေါင်းများစွာတိုးမြင့်ပြီးတော့တိုက်ခိုက်ဖို့သူတို့ညွန်ကြားထားတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ကြားသိထားရပါဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့လူမျိုးနေမြန်မာတို့ကလက်ရှိပေါ့နော်ဒီ ကြံပတ်အာနာယူအုပ်စုတွေနဲ့ထိဆက်နေတဲ့တို့တိုက်ပွဲဖြစ်ပွားမဲ့ဒါတော့နင်မိတ်ဧရိယာအတွင်းထဲမှာရှိတယ်ကျွန်တော်ရဲ့မိသားပြည်သူတွေနဲ့ကျွန်တော်တို့ဒါညီကိုမောင်မတွေ2 3 view နေထိုင်ပေးကြဖို့တရားနေပြီးတော့ကျွန်တော်လေးလေးနက်နက်မြစ်တာရက်ခံပါတယ်ဟုတ်ပြီကျွန်တော်ဒီကဒီနေ့တင်ပြချင်တဲ့အကြောင်းအရာကမြရီအုတ်ချုပ်ရေမှုကိုဆိုင်မြရီလို့နာမည်ကြီးတဲ့ကောင်ဟာမင်းအွန်လိုင်းပေးထားတာဝန်တာနုရခိတ္တ ဒီပွဲကိုလက်ခံပြီးဓမ္မစကူးတွေဖွင့်ပြီးတော့ကျွန်တော်စင်ရွှဲပါတဲ့ကလင်းငယ်တွေပြီးတော့စပေးရှောင်နေတဲ့အခုလိုကာလမျိုးတွေမှာသူတို့တွေကိုနှစ်နဲ့ချီပြီးတော့အချိန်ချင်းမရင်းကျင့်မှုကျူးလွန်ခဲ့တာလူပေါင်း73ယောက်ထက်မနည်းဒီအကြောင်းကိုအဓိကကျွန်တော်တပြပေးချင်တာပါဟုတ်ပြီ မမောင်ကိစ္စလေးကိုအရင်ဆုံးဖော်ပြပေးချင်ပါတယ်ဒီကိစ္စဒီကိစ္စကတကယ်ကိုအဲဘယ်လိုပြောမလဲတကယ်ရပ်တမြောက်တယ်ကျွန်တော်ရဲ့မိသားစုကနေမမောင်မျိုးကိုကျွန်တော်တို့တိတ်ပိုက်နိုင်ပြီလို့သူတို့ကဝါရရင်ဖြန့်တယ်ဝါရရင်ဖြန့်ပြီးတော့မမောင်မျိုးမှာရုံးထိုင်ဖို့အတွက်ဒါအရာရှိတွေပြီးတော့အရာရှိနဲ့ပတ်သက်တဲ့ဒါမိသားစုဝင်တွေဝန်ထမ်းတွေပေါ့ဗျာဒါတွေအကုန်လုံးကိုခေါ်ဆောင်ပြီးတော့ရုံးထိုင်ခိုင်းလိုက်ပါတယ် နာဖို့လည်းကောင်းတယ်သူတို့မှလည်းငင်းလို့လည်းမရဘူးဘောလည်းပြောထားတာအာဘမောငါတို့ကထိမ်းပြီးသွားပြီမင်းတို့ယုံသွားထိုင်ုံမဲ့အေးစေးအုတ်ချုပ်ရရန်ရားတွေမင်းတို့လုတ်ယုံမဲ့ပါညာဆိုပြီးတော့ကားနဲ့ခေါ်ပြီးတော့ပို့လိုက်တယ်ဘောလည်းရလည်းရကောတိုက်ပွဲတွေကဖြစ်နေတော့ဆိုတော့အဲ့ဒီပို့လိုက်တဲ့ကောင်တွေအဆုလိုက်ပြုံလိုက်လုံးဝမပြောင်းနေတယ်သူတို့ရင်ကတော့တေသွားပြီလားဖတ်ပြေးတာလားတော့ကျွန်တော်တို့မသိရသေးဘူးဟုတ်ပြီ အာမေလန်စကားယုံတဲ့ကောင်တွေကတော့ခံပေါ့ဗျာလက်ရှိချိန်မှာလည်းခံစားနေရတဲ့ကောင်တွေအများကြီးရှိတယ်ကျွန်တော်မိသားစုဝင်တွေဟုတ်ပြီမမကိုထိချုပ်နိုင်ပြီလို့ဝါဒဖြန့်နေအုတ်ချုပ်ရေးပိုင်းတွေအရာရှိတွေနဲ့ဝန်ထမ်းတွေမိသားစုဝင်တွေကိုမြို့တွင်းရုံးထိုင်ခိုင်းဖို့အတွက်အရာကြီးအဖွဲ့တွေကျွန်တော်တို့ဒါသွားပြီးတော့ထားလိုက်တယ်လက်ရှိတိုက်ပွဲအခြေအနေကြောင်းနဲ့ပြန်လဲထွက်ပြေးသွားကြတယ်ဘေးကိုထွက်ပြေးသွားမှန်းတို့တွေမသိသေးဘူးတဲ့မြို့တွင်းအုတ်ချုပ်ရေးရန်ရလက်ပတ်နေပြီဆိုပြီးတော့အဖွဲ့လိုက်ပြန်ခေါ်လာတာတဲ့ ဒီရောက်တော့အိုက်ပွဲအခြေအနေကြောင့်အစုလိုက်အကုန်လုံးဖပြေးသွားတယ်ဖပြေးနေတော့အကြောဖက်စစ်ခွစ်တက်ကနေတော့ပြန်လိုက်ဖမ်းနေတယ်ဆိုရဲသတင်းကိုလည်းပဲကျွန်တော်တို့နေမီကန်တွေစီးရနေပြီးတော့သိရှိထားတာဖြစ်ပါတယ်ဒါပြီးခဲ့တဲ့ဩဂတ်လတဲ့ကဗမော်ကိုဟောစိတ်ကန်းကနေပြီးတော့ဒါစက်ကက်လာတဲ့အကြောဖက်စစ်ခွစ်တက်ရဲ့ရေတဲ့အုပ်စုတွေပြီးတော့လူအင်အားလက်နက်အင်အားဘာညာတွေပြပေါ်ပြီးနောက်ပိုင်းတွေမှာကျွန်တော်တို့ဒါဗမော်တိုက်ပွဲတွေကခဏချင်းထီကျွန်တော်တို့ဒါပြင်းထန်နေတာဖြစ်တယ်ပြီးတော့ KIA နဲ့ကျွန်တော်ပူးပေါင်းတပ်ဖွဲ့ဝင်တွေကလည်းပဲ လက်ရှိဂျမ်ပါစစ်ခွေးတက်ရဲ့ကာကင်းစခန်းနှစ်ခုလုံးနဲ့မျိုးဆောင်တက်ဖို့ပါတခိုက်သိမ့်ပိုက်ထားတယ်ဆိုရဲတင်းကောင်းတွေလည်းကျွန်တော်ကြားသိထားရပါတယ်။ဘာဖြစ်ပါကျွန်တော်တို့တော်လှန်ရေးကရက်တန့်သွားခြင်းမရှိပါဘူး။ကျွန်တော်နိုင်ငံလက်ရှိလက်နက်ပြအာဏာပြပြီးတော့အုပ်ချုပ်ခဲ့တဲ့ကာလကြော်လွန်ခဲ့ပါဘူး။ကျော်လူငယ်တွေအားလုံး ਨੇ ကျွန်တော်မိသားစုအနေအားလုံးကလည်းဘယ်အာနာရှင်ကိုမှကျွန်တော်တို့လုံးဝလက်ခံမှာမဟုတ်မဟုတ်တို့ကျွန်တော်တို့ကိုလည်းအုတ်ချုပ်ခွင့်ပေးသွားမှာမဟုတ်ပါဘူးဟုတ်ပြီအကြံပစစ်တက်ကခလရာ236အမြောက်တက်အမတာ366ပြီးတော့တင်ကားတက်ရင်9314ပြီးတော့လေရင်ကွင်းတွေကိုပြန်လဲတိုက်ခိုက်ပြန်လဲတိုက်ခိုက်ပြီးတော့တိမ့်ပိုက်ခဲ့တယ် ီးတော့လက်ရှိချိန်မှာလည်းဗမောကိုထိချုပ်နိုင်ပြီဆိုပြီးတော့ဒီနေ့ချိန်ထိဝါဒဖြန့်နေတာဖြစ်တယ်ဒီလိုဝါဒဖြန့်မှုကြောင့်ပဲသူတို့လူတွေအကုန်လုံးကိုဗမောမှာရုံးပြန်ထိုင်ဖို့အတွက်စစ်ကားတွေနဲ့ပေးပို့ပြီးနောက်ပိုင်းဒီနေ့အခုလိုပြဿနာမျိုးတွေဖြစ်ပေါ်နေတာဖြစ်တယ်တိုက်ပွဲတွေကတော့ရှိနေတယ်ဗမောမျိုးတွေအုပ်ချုပ်ရေးပိုင်းတွေဌာနဆိုင်ရာတွေကိုအတင်းကျပ်ဖွင့်ကလစ်ခိုင်းနေတယ်အရာရှိအဖွဲ့တွေလက်ရှိမိသားစုဝင်တွေပြီးတော့အာသူတို့ရဲ့ ဒီဝန်ထမ်းတွေထွပြေးနေကြတယ်ထွပြေးသူတွေကိုလည်းပြန်လဲဖမ်းဆီးဖို့အတွက်ကြက်ကြက်မမက်ဒါစစ်ဆေးဖို့ညွှန်ကြားပြီးတော့လိုက်လံဖမ်းဆီးခိုင်းနေပေမဲ့လည်းပဲပြီးရပြီးပါတယ်ဆိုမှအတင်းအားမှပမောမှယုံထိုင်ခိုင်းအဲ့တော့အဲ့လောက်ထိကိုဒါစဉ်းစားဖို့ကျွန်တော်ရင်မသားဆိုရင်စဉ်းစားဖို့ လက်ချီရဲခွေးတွေစစ်ခွေးတွေပြီးတော့သူတို့နဲ့ပတ်သက်တဲ့မိသားစုဝင်တွေအခုကသူကရွေးကောက်ပွဲပဲတယောက်ကလည်းဒီရွေးကောက်ပွဲလုံးမှသူတို့ဆက်ပြီးတော့ကူညီနိုင်မဲ့အခြေအနေတွေအခုလက်ရှိအခြေအနေကဘယ်ကမ္ဘာတိုင်းဒေသဘယ်နိုင်ငံမှမင်းအောင်လှိုင်တဲ့စစ်အုပ်စုဘယ်သူမှအတိမံပြူတာဘူးရွေးကောက်ပွဲကသူတို့ရဲ့ top ပါသူတို့အဲ့လိုမျောလင့်ထားတာမျောလင့်ထားတာဆိုတော့ဒီရွေးကောက်ပွဲဖြစ်ဖို့အတွက် သူ့လူသူထိုးကျွေးနေတာဆိုတာကိုဒီနေ့ချင်းချင်းရှားရှားမြင်တွေ့နေရတာဖြစ်တယ်။အတေခမ်းမှာပဲမင်းအွန်လိုင်းနဲ့ပတ်သက်တဲ့ကောင်မှန်သမျှလက်ရှိတရှိနေတဲ့အချိန်မှလည်းပဲခိုးကြောင်ခိုးရနဲ့တွာလာနေထိုင်ရတယ်ပြီးတော့လူကုံသိက္ခာမဲ့စွာနဲ့ကျွန်တော်ပြည်သူလူတစ်ရက်လုံးရဲ့ယွန်ရှာမုတ်တီးမှုကိုခံနေရတယ်လက်ရှိကျွန်တော်တို့က အဲ့ဘွဲတွေအများအများမှာအကျန်ဖက်စစ်ခွစ်တက်ကစစ်ဖို့ချုပ်တွေပါဝင်အရာရှိအကြီးပိုင်းတွေတည်ဆုံးလာတော့မှသူတို့ယောက်ျားမှုလူလူတူလူအာတုပမပို့ရတဲ့ဖြစ်စဉ်တွေအများကြီးကျွန်တော်မြင်သားစုအရင်တော့ဆိုရင်တော့စစ်ဖို့ပေါ့ဗျာစစ်ဖို့ဆိုရင်တော့အဲကိုသူတို့ရဲ့ဇာတိမူရဲ့မြေပြန်လာရင်တော့မှအာရုပ်ကလေးကအာသူ့ရဲ့သားတော့စစ်ဖို့သူ့ရဲ့သားတော့ဘယ်ရဘလူအရာရှိပါတော့ ဘာဖြစ်ဖြစ်ကုန်တိတ်ခါလေးတခုရှိသေးတယ်။အနာသိမ်းပြီးနောက်ပိုင်းကျွန်တော်ပြည်သူလူထုတစ်ရက်လုံးဒီမိုကရေစီရဲ့အနှစ်သာရကိုအချိန်တိုခဏလေးအတွင်းခန်းစားပြီးနောက်ပိုင်းမှာတို့ဟာတကယ်ကိုမတပီစရာအော်တော်နာစရာလူတို့တော်မှတတ်မှတ်မခံရတဲ့တတဝါဆိုးတွေအဖြစ်ကျွန်တော်တို့ပြည်သူကတတ်မှတ်လိုက်တာဖြစ်ပါတယ်။ဟုတ်ပြီ။ကျွန်တော်ဒီကနေ့အဓိကတင်ပြချင်တာက အာနာသိန်းကောင်းဆောင်စစ်ရာဆွတ်ကောင်မင်းအောင်လှိုင်ကပြီးတဲ့ဝန်တာလူရော်ကီတာဘွဲ့ချင်းမြင့်ခံထားရသူအဲ့ဒီတော့ဘာလဲဆိုတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်အမှတ်၅ရပ်ကွက်အုတ်ချုပ်ရေမှုဆိုင်ညိုညွန်မြောက်ရီမှာတော့ကိုဆိုင်မြောက်ရီဆိုပြီးတော့ဒါလူတွေသိကြတယ်လို့ဆိုပါတယ်အဲ့ဒီအနာသိန်းကောင်းဆောင်စစ်ရာဆွတ် ကောင်းမင်းအောင်လှိုင်ကပေးတဲ့ဝန်ထမ်းရော်ကီတာဘွတ်ချီမင်းခံသားရတဲ့သူပြီးတော့အမျိုးပါတာတာသနာမပါတာရဲ့မြန်မာတိုင်းနိုင်ငံလုံးဆာယာဓမ္မဝန်တာနုရခိတာအဖွဲ့မြောက်ရီရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့သူငဆိုင်နမေရင်ဆိုင်မျိုးညွတ်အဲ့ဒီကောင်ဟာလက်ရှိကျွန်တော်အသက်16နှစ်အရွယ်ចောင်းသူအပါအဝင်ចောင်းသူပေါင်း73ဦးကို ချိန်ချောင်းအာရမမရင်းကျင့်ထားတယ်လို့ကျွန်တော်တို့သိရှိထားရတာဖြစ်ပါတယ်။အခုဒီသတင်းနဲ့ပတ်သက်ပြီးတော့အသက်၁၄နှစ်အရွယ်တည်းကသူ့ရှိမှဒါကြောင်းလာတက်ရင်းနဲ့သူ့ရှိမှနေရင်းနဲ့အချိန်ချင်းမရင်းကျင့်ခံရတဲ့အမျိုးသမီးကပေါ်ထုတ်ခဲ့တာဖြစ်တယ်ကျွန်တော်ရဲ့မိသားစုဝင်တွေ။အရင်ကောင်ကလက်ရှိမြောက်ရီမှာရှိနေတဲ့မြောက်လှိုင်းနဲ့ပေါင်းနေလက်နက်ကန်အဖွဲ့ဇီးတွေနဲ့လက်ဆက်ရွယ်မှုပတ်သက်မှုရှိနေတယ်ဆိုတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ တပုံမှတန်းတွေဖော်ပြထားပါတယ်။မင်းအွန်လိုင်းနဲ့ပတ်သက်တဲ့မင်းအွန်လိုင်းလက်ကထွက်လာတယ်ဆိုရင်တော့ကျွန်တော်မိသားစုတွေအများကြီးစဉ်းစားရမှာတခိုးကြပိုးကလင်ငစ်ကောင်တွေမရင်းကောင်တွေမွေ့စေဝါရောင်းဝယ်ဖောက်ခွားတဲ့ကောင်တွေကြားဖြန်းကောင်တွေလူလိန်ကောင်တွေပဲရှိပါတယ်။မင်းအွန်လိုင်းနဲ့ပတ်သက်ပြီးတော့ဒါကွာကြီးကမှချင်းမွရပါတယ်ဆိုပါစို့ ျွန်တော်တနိုင်ငံလို့ကျွန်တော်ပြည်သူတွေကပါလေးစားတန်ဖိုးထားရပါတယ်ဆိုတဲ့သူတယောက်ရှိရင်ကျွန်တော်ပြလက်ရှိကျွန်တော်ရသပြည်သူတွေကိုနေစဉ်ရဲအဆက်ဆက်တပ်ဖြတ်နေတဲ့ဖက်စစ်တက်နေပတ်သက်ပြီးတော့ဖက်စစ်တက်အောက်ကနေပြီးတော့ကျွန်တော်ပြည်သူတွေလေးစားတန်ဖိုးထားရလောက်တဲ့သူတယောက်မှမရှိသေးတာကိုကျွန်တော်မိသားစုဝင်တွေတွေ့ရမှာဖြစ်ပါတယ်အခုအဲ့ဒီမြောက်နေအုတ်ချုပ်ရေမှု ဆိုင်မျိုးညော့ငဆိုင်ဆိုတဲ့ကောင်ကရှစ်တန်းအကြောင်းသူအပါဝင်၃ဦးကိုမရင်းကျင့်ခဲ့တယ်ပြီးတော့အဲ့ဒီမိန်းကလေးတွေကိုလည်းချိန်ချောက်အာမအချိန်ချိန်ပြုတ်ခဲ့တာဖြစ်တယ်နှစ်နဲ့ချီပြီးတော့မင်းကျင့်နေတာကျွန်တော်ရဲ့မိသားစုဝင်တွေအဲ့ဒီချိန်မှာတက်ဆလင်းနဲ့အရွယ်မိန်းကလေးလည်းပါပါတယ်အခုသူလုတ်တဲ့ဒီလုတ်ရတဲ့နယ်ပတ်သက်ပြီးတော့ဒါကတော့ကျွလုံခံထားရတဲ့သူတွေဒါလွတ်မြောက်သွားတဲ့အချိန်မှာ ပြန်လှည့်ပြီးတော့ဖော်ထုတ်နေတာဖြစ်ပါတယ်။သူကဒါအတမပြည့်တဲ့ကလင်းငယ်တွေဗျာပြောချင်တာကဗျာကျွန်တော်တို့ဒါလက်ရှိအချိန်မှာပေါ့နော်ကျွန်တော်နိုင်ငံကလည်းဆင်းရဲနွမ်းပတဲ့ကျွန်တော်မိသားစုတွေကျွန်တော်တို့နိုင်ငံကိုဆင်းရဲအောင်ပညာမဲ့အောင်ဒီမျိုးစုံတွေလုပ်ခဲ့တယ်ပြီးတော့အခုလိုမျိုးမတိန်ကောင်တွေမွေးထုတ်ခဲ့တယ်ခင်ရတာကတော့ဆင်းနွမ်းပချုပ်တဲ့ကျွန်တော်တို့ နိုင်ငံအတွင်းကမိသားစုဝင်တွေအခုတို့ရဲ့ကလေးငယ်တွေသူကမြောက်ဒီမှာဓမ္မစကူးဖွင့်ထားပါတယ်ဓမ္မစကူးမှာလည်းပဲဘော်ရာကျောင်းပုံစံမျိုးထားထားပါတယ်အဲ့ဒီဓမ္မစကူးမှာဆင်းနံပါတဲ့သူတွေနဲ့ဒါစပေးရှောင်းတဲ့ဒါကလေးငယ်တွေပေါ့ဗျာတို့တွေလာရောက်ပြီးတော့ထားတယ်အဲ့ဒီမှာအဓိကမျိုးသမီးငယ်တွေကိုမျိုးသမီးငယ်ကလေးတွေကိုသူမရင်းချင်းနေတာဖြစ်ပါတယ် မင်းချင်းတဲ့ဒါဒီပေါ့ဖြစ်စဉ်မှတ်တမ်းတွေကိုသူကကင်မရာရယူထားပါတယ်ကင်မရာရယူထားပြီးတော့ဒီဗီဒီယိုတွေပေါ့ဗျာသူအားမပြုတ်ချင်နေတဲ့ဗီဒီယိုတွေကိုပြပြီးတော့ချင်းချောက်နေတယ်လို့ဒါအားမပြုတ်ချင်ခံရရတဲ့သူတွေရဲ့ထွက်ဆိုချက်မှာပေါ်လာပါတယ် ဆိုတော့မြောက်ဝီဟာကျွန်တော်တို့ကျင်လင်ကျစားနေသွားလာခဲ့တဲ့နေရာတွေဖြစ်ပါတယ်မြောက်ဝီမှာအုတ်ချိုကြီးရန်နေရာလုံးဝမရှိပါဘူးကျွန်တော်မိသားစုကျွန်တော်မိသားစုကင်းပြီးနဲ့မြောက်ဝီဆိုရင်သိပါပဲအဲ့ဒီမှာတကယ့်ကိုရှုပ်ထွေးနေတဲ့နေရာစီးပွားရေးအချက်ကြာကြာပြီးတော့ကျွန်တော်တို့ကြားပြတ်လုပ်ငန်းတွေနဲ့ဆက်နွယ်နေတဲ့နေရာပြီးတော့လူမောင်ခိုကူးမှုတွေနဲ့ဆက်နွယ်နေတဲ့နေရာ မွေးဆွေးနဲ့ပတ်သက်ပြီးတော့တခဲကိုနမည်ဇိုးနဲ့ကြော်ကြားတဲ့နေရာမကြသေးခင်ကမှထိုင်းနိုင်ငံသား14ဦးညောင်ရီကာစီနိုမှာအတရားမှခိုင်းစိတ်ခံစားရလို့ထိုင်းအစိုးရထိုင်းစစ်တပ်ကနေပြီးတော့ပြန်လဲခေါ်ထုတ်သွားတဲ့သတင်းတွေကျွန်တော်ကြားမိပါသေးတယ်ဒါကသူတို့နိုင်ငံကပြန်ပြီးတော့သူတို့နိုင်ငံသားတွေကိုပြန်ခေါ်ထုတ်တဲ့အခြေအနေပဲရှိသေးတယ် ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့တိုင်းသားညီကိုမောင်မတွေအမြင်မသိဘဲနဲ့ပျောက်သွားတာအများကြီးရှိတယ်ကျွန်တော်မိသားစုနဲ့တကောလုံးမှာရှိတဲ့တရုတ်တွေကိုရီးယားတွေအချို့ဆိုရင်တော့အများကြီးပါဗျာဥရောပတိုက်ကသူတွေတောင်ပါသေးတယ်အဲ့ဒီကြားဖြတ်နေမှာအလင်ကြီးခံပြီးတော့အလင်ခံရပြီးတော့လာပြီးတော့လုလုနေရတာကျွန်တော်မြန်မာနိုင်ငံသားတွေဆိုစဉ်းစားစဉ်းစားကြည့်အဲ့နေရာကလက်ရှိအချိန်မှာဘာအုပ်ချုပ်ရေးရန်နေရာမှာလဲပတ်နေတဲ့နေရာမဟုတ်ပါဘူးလက်နက်ကအဖွဲ့မျိုးစုံလက်နက်ပြပြီးအုပ်ချုပ်နေတဲ့သူတွေ စုဝေးတဲ့နေရာဖြစ်ပါတယ်ပြည်သူလူထုအတွက်ဘာတစ်ခုမှလုပ်ပြီးတဲ့နေရာလည်းမဟုတ်ပါဘူးကြည့်လိုက်မယ်ဆိုရင်ဖုံတော်လောင်းတဲ့မိုးရွာရေရှမ်းရေကြီးတဲ့မြို့တခုခုဖြစ်တယ်ဆိုလည်းဘာမှအမတစီဘာအမခံချက်မှမရှိတဲ့နေရာမကြာမကြာအိမ်ထဲထိဝင်ပြီးတော့တဏှာနဲ့ပြတ်သက်ခဲ့တဲ့ဖြစ်စဉ်တွေအမြဲတမ်းမြင်တွေ့ကြားနေရတဲ့နေရာပြီးတော့လက်ရှိကျွန်တော်တို့ဒါစစ်မှုတန်းဥပဒေ ကျွန်တော်ပေါ်တာဆွဲနေတဲ့အခြေအနေမှာကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာအဓိကတော့ပြည်မမှာရှိတယ်ကျွန်တော်တို့ရဲ့လူငယ်တွေပြီးတော့အမျိုးသမီးငယ်တွေလူမောင်ကိုကူးဖို့အတွက်အဓိကလှုပ်ဆောင်နေတဲ့နေရာအဲ့ဒီလူမောင်ကိုကူးတဲ့တည်ယူပို့ဆောင်ရေးတွေကိုလည်းလက်နက်ကင်အဖွဲ့စည်းတွေစီးပွားဖြစ်လုပ်နေတဲ့နေရာအဲ့လိုနေရာမျိုးမှာ မင်းအောင်လှိုင်ကပေးအပ်ထားတဲ့ဝင်သားမျိုးရော်ကီတာဘွက်ချီးမြင့်ခံရသူမြရီမျိုးနဲ့အမှန်ကရက်ွက်အုတ်ချုပ်ရေမှုစိုင်းမျိုးညွတ်ဆိုရက်ကောင်ကအသက်16နှစ်အရွယ်ကျောင်းသူတွေအပါအဝင်73ဦးထပ်မင်းကိုအကျဉ်းချင်းနှစ်နဲ့ချီပြီးတော့မရင်းကျင့်ရတယ်ဆိုတာကျွန်တော်ရဲ့မိသားစုဝင်တွေဟုတ်ပြီဒါကတော့လက်ရှိချိန်မှာတော့ ဒါလုံယောက်လာတဲ့သူတဦးကနေတော့ဖော်ထုတ်ခဲ့တာဖြစ်တယ်ပြီးတော့အဲ့ဒီမှာကျွန်တော်လိလတွေ့ရှိချက်အရဆိုရင်အရှိတွေမှာပေါ့နော်မြို့သမီးတွေဒါကလေးလေးပေါ့နော်သူတို့တွေကအသက်မပြည့်တဲ့အရွယ်တွေကသူတို့သူရှိကိုရောက်လာတယ်သူရှိရောက်လာပြီးတော့သူရှိမှာဒါဖီးယားမျိုးစုံနဲ့ချင်းချောက်ပြီးတော့မရင်းကျင့်မှုခံရပြီးနောက်ပိုင်းမှာအဲ့ဒီအမျိုးသမီးငယ်တွေဟာဘော်ဂျက်တီဘူအတွက်ပြီးတော့တော်တော်လေးကိုခက်ခဲသွားပြီးတော့ချို့ဆိုရင်ဒါမွေးစီ ရဲ့တားကောင်လေးပြီးတော့အချို့ဆိုရင်လည်းပဲဒါပေါ့နော်မတိကြတဲ့ဒါသူ့ရဲ့မိန်းကလေးတူရဲ့မဘွားအချင်းဒီမျိုးတွေပေါ့ဗျာဒါမျိုးတွေပါရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ပြန်လည်သိရှိထားရတာဖြစ်တယ်ဒါကလက်ရှိအချိန်မှာအာနာသိန်းခေါင်းဆောင်စစ်ရာဆွေးမှုတွေကိုအချိန်ချင်းကျူးလွန်ပြီးတော့ကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေကျွန်တော်တို့ပြည်သူတွေကလင်းငယ်တွေပါမချမ်းလူမျိုးတို့တပ်ဖြတ်နေတဲ့ဂျာဖက်စစ်ခွေးတက်တဲ့ပတ်သက်သူမှန်သမျှဟာလက်ရှိနိုင်ငံအတွင်းမှာ အုတ်ချုပ်ရည်မှုဆိုတဲ့ကောင်းနေတော့၎င်းဟာရဲခွေးဆိုတော့ကောစစ်ခွေးဆိုတဲ့၎င်းနေရာတိုင်းမှာကျွန်တော်တို့ရသပြည်သူတွေကိုနီးမျိုးစုံနဲ့ဂုတ်သွေးစုပ်နေပြီးတော့တက်ဖြတ်နေတယ်အဲ့တော့မင်းအွန်လိုင်းနဲ့အချက်မဖတ်စစ်ခွေးတက်ကိုထောက်ခံနေတဲ့ကောင်းတွေအုံတော့မရှိရတော့တေးချတယ်လက်ရှိဖြစ်စဉ်တွေကိုသူတို့လည်းလိန်လို့မရပါဘူး ျွန်တော်မိသားစုဝင်တွေဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေအားနှစ်သက်ပြီးလို့မျှော်လင့်ပါတယ်။နောက်လာတဲ့ video ကိုဒီထက်ပိုကောင်းကျွန်တော်ကြိုးစားပေးပါမယ်။ LNB CB ကပိကြောင်းနေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တအူးချင်းစီတိုင်းဘေးရနဲ့ကင်းရှင်းပါတဲ့ကြောင့်လေးလေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလိုက်ပါဗျာ။